ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မြန်မာလူ့ရေးစဉ်ကွင်းလက်ကစားသမားမောင်လွေကနေမယူဘတ်ကိုတွင်းလိုက်တဲ့ဂိုးကတော့ကြက်သိန်းတစ်ထောင်တန်တွင်းကိုဖြစ်သွားပြီလို့ပြောရမလို့ပါပဲ။ဘာကြောင့်လဲဆိုတော့မယူဘတ်ကိုဂိုးတွင်းလိုက်နိုင်တဲ့မမောင်လွေကိုမြန်မာနိုင်ငံဘောလုံးခွဲချုပ်ကဂုံပြုစုစိတ်နဲ့အတူကြက်ငွေသိန်းတစ်ထောင်ရှင်းမြင့်ကုန်မှုတိုက်လို့ပဲဖြစ်ပါတယ်ခင်ဗျာ။မမောင်လွေဟာ ASEAN ညွန်ပေါင်းအသင်းနဲ့မယူအသင်းတို့ရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆီယံညွှန်းပေါင်းအသင်းအတွက်တလုံးနီးသောအဖို့ဒဏ်အနိုင်ကိုကိုသွင်းပေးခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်54မိနစ် ရောက်မှလူစားဝင်ကစားသမားဖြစ်မမောင်လွင်ကကွင်းထဲဝင်ရောက်လာတယ်။ပွဲကစားချိန်82မိနစ်စီရောက်မှတော့မမောင်လွင်ဟာအသင်းအတွက်အဖို့ဒဏ်အနိုင်ကိုကိုရယူပေးသွားခဲ့တယ်ခင်ဗျ။မန်ယူသင်းရဲ့ဂိုးရီယာထဲမှာမန်ယူဂိုးသမားတွန်ဟီတန်နဲ့တယောက်ချင်းရင်ဆိုင်ဆုံတွေ့တယ်လို့ဖြစ်ခဲ့တဲ့အနေအထားမှာမောင်မောင်လွင်ကပိုင်ပိုင်နိုင်နိုင်သွင်းပြီးတော့ တလုံးနီးသောအဖို့တန်နိုင်ကိုကိုအာဆီယံညွန်ပေါင်းအသင်းတက်ရောက်ပေးခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းကိုအယူမူအားပေးတဲ့မောင်မောင်လင်ကမန်ယူနဲ့ရှေ့ဆန်းကစားမဲ့ပွဲအတွက်အာဆီယံလက်ရွေးစင်ညွန်ပေါင်းအသင်းစီမှာသူရွေးချယ်ထည့်သွင်းခံရကြတဲ့ကဒီပွဲမှာသူ့အနေနဲ့အကောင်းဆုံးပုံစံတစ်ခုကိုပြခွင့်ရခြင်းနဲ့ဆိုတဲ့စကားထုတ်ဖို့ပြောကြခဲ့ပါတယ်။အခုတော့မောင်မောင်လင်အတွက်လုံးဝအမှတ်တရတစ်ခု ဖြစ်သွားခဲ့ပါပြီ။မြန်မာကစားသမားတွေကနေ မန်ယူဘက်ကိုဂိုးသွင်းလိုက်နိုင်တဲ့ပထမဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းမောင်မောင်လင်းကပန်ဆန်ရရှိသွားခဲ့တယ်ပေါ့လေမောင်မောင်လင်းကဒီပွဲပြီးတဲ့အချိန်မှာမန်ယူဘယ်နောက်ကကစားသမားလူချော့ရဲ့ဂုဏ်ပုဒ်စကားကိုလည်းရရှိခဲ့တယ်လူချော့ကသူ့ကိုလာပြီးတော့ congratulation လုပ်တယ်နောက်ပြီးတော့လူချော့ကဘသူ့ဂျာစီကိုအမှတ်တရဖြစ်လို့ခြင်းလဲလို့မောင်မောင်လင်းကမေးတော့မောင်မောင်လင်းက Bruno Fernandes ရဲ့ဂျာစီတော့ရရင်လို့ခြင်းလဲဆိုပြီးတော့ပြောခဲ့တယ်ပေါ့လေလူချော့ကချက်ချင်းပဲ Bruno Fernandes ရဲ့ဂျာစီကိုတွားတောင်းပြီးတော့မောင်မောင်လင်းကိုအမှတ်တရလက်ဆောင်ဖြစ် ပေးခဲ့တယ်ပေါ့လေမြန်မာနိုင်ငံကိုပြန်လာတဲ့နေ့ကမောင်လေးကအဲ့ဂျာစီကိုဝတ်ဆင်လာခဲ့တယ်ပြီးတော့ဒီဂျာစီကိုဒီနေ့တရဘက်ကမှပြီးရင်သူအမှတ်ရတန်မိုးထားပြီးတော့သိမ်းဆီးထားတော့မှဆက်စကားကိုမောင်လေးကပြောသွားခဲ့တယ်ခင်ဗျအခုတော့မမောင်လေးကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကနေကွန်ပျူတာစိတ်နဲ့ကြတဲ့ရင်တဆောင်ရှင်းပြလိုက်ပြီးတဲ့ဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံကပြည်သက်တွေရောအာဆီယံတလောမှာရှိတဲ့မီဒီယာတွေရဲ့အသိအမှတ်ပြုမှုကိုလည်းမောင်လေးက န်ဆိုင်ရရှိသွားခဲ့တယ်။မန္တလေးမှာဆိုရင်တကယ်ဒိဋ္ဌိကျကျေးဆောင်မင်းသမီးရတော့သူ့ကိုရှေ့ယူကွန်ပျူတာတွေပြောရင်တော့ကျွန်တော်မြင်တွေ့ကြရတယ်ခင်ဗျ။အဲတော့အခုရရှိတဲ့ကွန်ပျူတာငွေရဆိုရင်တော့မမောင်လူရဲ့ကိုဟာကျပ်သိန်းတစ်ထောင်နဲ့သွင်းဖို့ဖြစ်သွားပြီလို့တင်စားညွှန်ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်ခင်ဗျ။ကြည့်ရှုအပိပိတ်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ။